မင်္ဂလာပါခင်ဗျာကျွန်တော်တို့ဂျော်ရှုအပန်ရဲ့နိုင်ပွဲကြောင့်ဒီမြန်မာနိုင်ငံသားတွေအားလုံးပေါ့နော်အားကစားကိုချစ်တဲ့သူတွေအားလုံးဒါပျော်ရွှင်နေကြမယ်လို့ထင်တယ်တကယ်ကိုပေါ့နော်စိတ်လှုပ်ရှားစရာလေးကောင်းတယ်ပွဲကောင်းတဲ့ဝဲလေးဖြစ်တယ်ပေါ့နော်ကိုလူကိုလူကနိုင်တော့မလားကိုလူပဲလဲကြတော့မလားဆိုရင်တထိတ်ထိတ်ကြည့်ခဲ့ရလေပွဲတဲ့ပွဲလေးဖြစ်တယ်တကယ်အကောင်းဆုံးလက်ဆွမ်းအနေနဲ့ပေါ့နော်ဘန်ကဒီသူရဲ့ striking state ကိုပြ striking state စကေးကိုပြပြီးတော့အကောင်းဆုံးအနိုင်ယူသွားတဲ့ပွဲဖြစ်တယ်ပေါ့ တော်တော်လေးလေးဒါကြည်ကောင်းတယ်ပေါ့နော်အဲပြီးတော့ပေါ့နော်ဒီဘန်တို့ဘန်ဂျိုရှူယာဘန်ရဲ့ပွဲပြီးမှရလာတာရတော့ဒါပန်တို့ဂျာနဲ့ဒီကာရာဖရန်ဆိုကာရာဖရန်တို့ရဲ့ပေါ့နော် flying way champion ဒီခဘက်ခဘက်ကာပွဲပေါ့ပန်တို့ဂျာလက်ရှိ champion ရဲ့ကာပွဲလားအဲ့ဒီပွဲမှာလည်းဒါပန်တို့ဂျာချုပ်ကွမ်းနေပေါ့နော် triangle ချုပ်လို့ခေါ်လာတာပေါ့မသိဘူးပေါ့နော်ကျွန်တော်တိုက်ခိုက်ရရကစားသိနားမလဲတော့မသိဘူးတကယ်ကိုဒီ level ကိုညှစ်ပြီးတော့အနိုင်ယူသွားရပေါ့နော်ဒီကောင်အတွက်လည်းပေါ့ လွဲနေတယ်လို့ပဲဗျာသူပွဲကိုကျွန်တော်နှစ်ခါလမ်းကြည့်ဘူးပဲတခါတော့အဲဂျွန်ဂျုံနဲ့ strike me ကိုဆင်တဲ့ပွဲတော့ကနေတူတယ်အဲတော့ကလည်းပန်လို့ကြာအဲ့လိုပဲအချီသိမ့်ကြလိုက်ဘူးဘောနော်ဒုတိယချီလောက်နေတယ်နိုင်သွားဘောနော်ခုလဲတာဒုတိယချီလာတတိယချီနဲ့တူရယ်ဘောနော်တခြားမမေ့ကြည့်ပြီးတော့ဘောနော်ဒီမာလင်ချုပ်ကွက်နဲ့ဒါအနိုင်ယူသွားတယ်ဗောဆိုတော့ကသူ့ရဲ့ချန်ပီယံကပတ်ကိုဒါဆက်ပြီးတော့ကာဝယ်သွားတယ်အ သူချန်ပီယံကဘက်ကဝယ်ပြီးပေါ့နော်ဒီပန်နိုဂျာကိုအင်တာဗျူးနေတန်လက်ပါပဲဒီနောက်ထပ်ပေါ့နော်ချန်ပီယံစိန်ခေါ်သူဖြစ်ဂျော်ရှူအဘန်အတာ UFC စက်တကန် UFC ဒါကွင်းကဲကိုဂျိုဝိုင်းနဲ့ဂျိုဝိုင်းတန်တကာဝိုင်းနဲ့ကိုတက်လာခဲ့တယ်ပေါ့နော်သူဆိုတော့အသေးချာသွားပြီဒီဂျော်ရှူအဘန်ရဲ့နောက်ပွဲကဒါ Flyweight Champion ကဘက်လူဝဲကြီးအဲ UFC မှာပေါ့နော်ရှာရပါပါမြန်မာဖိုက်တာတယောက်ကိုမြင်ခွင့်ရခဲ့တာလွန်ခဲ့တဲ့နှစ်နှစ်ကပေါ့နော်စပြီးတော့ မြင်ခွင့်ရတယ်ကျွန်တော်ကျွန်မနိုင်ငံရေးရတာနေတယ်ငါကျွန်တော်တို့ကတော်တော်ပြောရတာဘာလို့လဲဆိုကိုရီးနိုင်ငံပေါ့နော်လူမသိသူမသိနိုင်ငံလေးကဖိုက်တာတယောက်ဒီလိုမျိုး UFC လို့တကယ် MMA နဲ့ပတ်သက်ရင်လည်းအကျော်ကြားဆုံးပြိုင်ပွဲကြီးမှာဝင်ရောက်ထိုးတက်နေတာပျော်တယ်ကအခုလိုမျိုးရောက်တော့တာပိုတော်ပျော်စရာကောင်းသွားတယ်ဒီဂျွန်အဲဒီလာထဲမှာပဲပေါ့နော်ဘလူးနိုဆေးဝါးကိုနိုင်လိုက်တယ် ranking နဲ့ကစားသမားတယောက်ကိုနိုင်လိုက်တယ်ပြီးကနေဒီကံကောင်းကျင်တော့ဒီ banner rule ပဲပေါ့နော် ပြိုင်ပန်မာနေကတ်နှုတ်ထွက်သွားရင်အတွက် short note တင်နေတာလူစားဝင်ထိုးဝင်ရတယ်ဒီသူ့ရဲ့ weight တန်းမှာ number 1ကစားသမားကိုဝင်ထိုးဝင်ရတယ်ပြီးတော့အနိုင်ရအောင်လေထိုးသွားတယ်ပေါ့နော်ဒီမှာဆိုလည်းချီကျူးမှုတွေအများကြီးရှိကြတယ် PND UFC ရဲ့ကစားသမားတွေကိုယ်တိုင်အစားပေါ့နော်ဒီပွဲမတိုင်ခင်တည်းကတော့ Joshua ဘောင်တော်တော်စိတ်ဝင်စားရှိကြတယ်ပေါ့နော်သူ့ရဲ့ဒီကစားပုံနေသူ့ရဲ့ဒီချုပ်ကွက်ပေါ့နော် submission defense နေပြီးတော့ဒီ striking skill တွေကိုတော်တော်စိတ်ဝင်စားကြတဲ့သူတွေရှိရပေါ့ အဲအခုဒီပွဲရောက်တော့ဗောနော်ပို့ပြီးတော့တော့ဒါထင်ပေါ်သွားပြီဗောဂျိုရှူအာဗန်ဒီပွဲမှာဆိုလည်းဒါတွန်အက်စပရီနေတို့ဂျက်စတင်ဂေဂျီတို့ပြီးတော့ပီတီဗန်ဘလက်တို့ဗောနော်အဲအလီယာတိုပိုရီယာရဲ့ဒါနောက်ပြိုင်ဘက်ဗောချန်ပီယံကောက်လိုက်ဝိတ်ချန်ပီယံကောက်ဝဲထူအောင်ပဲကောင်းနေဒီလိုမျိုးနာမည်ကျော်ကစားသမားတွေအများကြီးဒါလာကြည့်သွားတယ်ဒီစီကိုနိုင်ကလည်းဒီပွဲမှာဒါပွဲသုံးသက်သူလိုဝေဖန်သူလိုမျိုးကိုဥမာကြောင့်ပေါ်လုံးမှာဆို ranking လို့လို့နဲ့တူတယ်ဗျအဲ့လိုမျိုးဒါတုံ အဲဘယ်လိုပြောရမလဲချီကျူးသွားတယ်ပေါ့ဗျာပြီးတော့ is 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 ray အတာစာညာတို့လည်းဒီပွဲကိုလာကြည့်သွားတယ်ဆိုတော့ဒါတော်တော်လေးဒါပျော်စရာကောင်းတယ်ဗျပိုအချီးရတာတော့တော်တော်စိတ်လှုပ်ရှားဖို့ကောင်းတယ်ကျွန်တော်ဆိုလည်းဒါ MMA ကိုရိုင်းနားလေလို့တော့မဟုတ်ဘူးဒါ online ensemble တွေ online ensemble ကိုမြန်မာနိုင်ငံသားထိုးတယ်အဲ့ဒီကနေ one championship တွေကြီးပြည့်တယ်ပေါ့ဗျာပြီးတော့ဒီ solo glue တွေဒီ one championship မှာပဲဒါမွေတိုင်းထိုးကြရတယ်ပေါ့အဲ့မှာလည်းဒါကြီးပြည့်တယ်အားပြည့်တယ်နောက်ရောက်တော့ဒါ UFC ကိုဒါကြည့်ပြင်းနေမှာပေါ့နော်ကျော်ရွှေပိုင်နဲ့ UFC ထိုးရဲဆိုအဲ့မှာ UFC ပွဲတွေလိုက်ကြည့်ရဲနဲ့ကိုဝါဒီ MMA ပွဲတွေဒါကြည့်ပြင်းနေအောင်ပေါ့ဗျာဆိုတော့ဒီကတော့ဒီဗီဒီယိုလေးကတော့ကျော်ရွှေပိုင်ကဒါချီကျူးကွန်ပျူတာနဲ့ပို့လေးပါနောက်တစ်ခုကတော့ပေါ့နော်ဒီ UFC မှာစပြီးတော့ပေါ့နော်ဟိုနည်းနည်းနိုင်ပွဲတွေဆက်လာပြီဆိုတော့ဒီမြန်မာလန်ကိစ္စနဲ့ပတ်သက်ပြီးတထဲဝင်တောင်းဆိုခဲ့တယ်သူရတယ်လို့လည်းပေါ့နော်ဒီအန်ကန်မှာတက်ပြီးတော့ပြရတယ်ပြီးတော့သူအလံကိုလည်းခုဆိုရင်ဒါအောက်မှာသူခြုံထားရယ်ပေါ့နော် ဲ့လိုမျိုးတွေဒါပေါ်ပေါ်ထင်ထင်နဲ့ပြရတယ်ဒီမြန်မာနိုင်ငံဆိုတာကိုလည်းဒါ promote လုပ်ပေးနေတဲ့ fighter တယောက်နောက်တစ်ခုကတော့ဒီ UFC ရဲ့ဒီ champion နေကိုယ်တိုင်အများကြီးပေါ့နော်တခြားနာမည်ကျော်ကစားသမားတွေကစာသုံးသက်သူတွေကစာပေါ့နော်အလားအလာကောင်းသုံးတာလူငယ်လေးအသက်ဒီ25နဲ့မပြည့်ခင်မှာပဲပေါ့နော်ဒီလိုမျိုးရှစ်ပွဲဆက်တိုက်လာနိုင်တဲ့စံချိန်တွေပေါ့နော်စသဖြင့်ပြီးရင်သူ့ရဲ့ဒီပွဲတပွဲအတွင်းမှာလက်သီးအလုံးကြီးပေါ့နော်ထိုးတဲ့အခြေအတွက်ဒီစံချိန်တွေတင်ပြီးတော့ပေါ့နော်တကယ်ကိုဒါ ူရဲ့ရည်ချင်းကိုပြသနိုင်ခဲ့တာနောက်ဒီသူကပတ်ဆိုရင်လည်းဒါသူရဲ့လက်ကမ်းကိုရောက်လာပြီပေါ့နော်နောက်ဘက်မှာဒီပန်တိုချာကိုနိုင်ယူပြီးတော့ကျွန်တော်တို့ဒီမောင်ချင်းလေးကိုနော်ဂျိုရှူအာဘန်က Flyweight Champion ကပတ်ကြီးကိုရရှိသွားမလားဆိုတော့ဆက်ပြီးတော့ဒါအားပေးကြအောင်မှာဖြစ်တယ်မျော်လဲမျော်လင်းနေဗျာဘလို့ပဲဖြစ်ဖြစ်ဂျိုရှူအာဘန်ကိုဆက်ပြီးတော့အားပေးနေကြပါမယ်ကျွန်တော်လိုပဲဒါအကသာကိုချစ်တယ်ဗောရောညီမနိုင်ငံအားလုံးလည်းဒီနိုင်ဝဲအတွက်ပျော်ရွှင်နေမယ်လို့ထင်ပါတယ်ဗျာကျေးဇူးတင်ပါတယ်